မြန်မာနိုင်ငံရဲ့အကယ်ဒမီပြည်ပွဲမှာအကယ်ဒမီစီရင်ဝင်မဖြစ်ခဲ့ပေမယ့်တရုတ်ပြည်မှာကျင်းပပြုလုပ်တဲ့နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာတော့ Outstanding Film Award ထူးခြားပြောင်မြောက်တဲ့ရုပ်ရှင်ဇာတ်ကားဆုကြီးကိုရရှိခဲ့တဲ့ဒေဥဆောင်မီမီကိုကိုအထူးပါဝင်တရုတ်ဆောင်ထားတဲ့သပင်းတင်များနှင်းစီရုပ်ရှင်ဇာတ်ကားမင်္ဂလာပါပရိသတ်ကြီးရှင်အမတူရီဖုန်းရုပ်တံလိုင်းကနေတဆင်ရုပ်ရှင်ဇာတ်ကားရဲ့ဇာတ်တိုက်ရိုက်ကူးရင်းနဲ့အောင်မြင်လာခဲ့တဲ့ဒေဥဆောင်မီမီကိုကိုပါဝင်ရိုက်ကူးထားတဲ့သပင်းတင်များနှင်းစီရုပ်ရှင်ဇာတ်ကားကြီးဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်နေ့ကနေဒီဇင်ဘာလ1ရက်နေ့အထိတရုတ်နိုင်ငံယူနယ်မြို့မှာကျင်းပပြုလုပ်သွားတဲ့နိုင်ငံပေါင်း6နိုင်ငံပေါင်းစုံနဲ့ဒလန်ခိန်းမေကောင်လို့ခေါ်တဲ့နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာမြန်မာနိုင်ငံကိုစားပြုရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ပြသဖို့အတွက်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ တပင်းသေးများနှင်းစီရုပ်ရှင်ဇက်ကဟောင်းပုံမဲ့ပြသနေစာမြန်မာဇက်ကားတွေလိုမဟုတ်ပင်တပူထူးခြားတဲ့ပုံစံနဲ့ရှိုက်ကူးတင်ဆက်ထားတာဖြစ်ပြီးတိုးဆောင်တွေအနေနဲ့လည်းမတူညီတဲ့ပုံစံမျိုးတွေနဲ့အထူးအားစိုက်ထားတဲ့ဇက်ကားတကားဖြစ်ပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံရဲ့ရုပ်ရှင်ထူးဆန်စုပေးပွဲအခမ်းအနားမှာတော့တပင်းသေးများနှင်းစီဇက်ကဟောင်းအကယ်ဒမီဇက်ကားတင်စီရင်ထဲမှာပါဝင်ခဲ့ပြီးမြေအကယ်ဒမီစုတွေကိုတော့စကူးနိုင်ခြင်းမရှိခဲ့ပါဘူး။ပြည်သက်တွေကလည်းအပိလက်ခံကြသလို အကယ်ဒမီလေးရာသင့်နေလို့ခမန်းကဲကြပေးမယ်။မြမရုပ်ရှင်ထူးချွန်စုရဲ့ခန်းနာအကယ်ဒမီပေးပွဲမှာတော့အကယ်ဒမီစုတွေနဲ့လွဲချော်ခဲ့တဲ့ဇာကားကောင်းတစ်ကောင်းလေးဖြစ်ပါတယ်။ဒါပေမဲ့တပင်းသေးမြနှင်းစီတပီကင်းနေရုပ်ရှင်ဇာတ်ကားကြီးကလန်ကိန်းမဲကောင်နိုင်ငံတကာရုပ်ရှင်ပွဲတော်ရဲ့ Golden Elephant Honor ဆုပေးပွဲခန်းနာကြီးမှာ Outstanding Film Award ထူးခြားပြောင်မြောက်တဲ့ရုပ်ရှင်ဇာတ်ကားဆုကြီးကို Titan စွာနဲ့ဆုခွာရရှိခဲ့ပြီး အစိုးရစကားကြီးကိုရိုက်ကူးခဲ့တဲ့လူငယ်ဒါရိုက်တာမင်းဆက်တင်နဲ့တရုတ်ဆောင်မိမိကိုကိုတို့ကတရုတ်ပြည်ရဲ့ကြီးတော်ရောက်ခါစူလက်ခံရယူခဲ့ကြတာလည်းဖြစ်ပါတယ်။ပြည်သက်ကြီးအနေနဲ့လည်းနိုင်ငံတကာရုပ်ရှင်ပွဲတော်အထိအောင်မြင်သွားပြီးစူရီဘာတိမ့်ပိုက်နိုင်ခဲ့တဲ့မိမိကိုကိုတို့ပါဝင်တရုတ်ဆောင်ထားတဲ့သပင်းသေးများနည်းစီရုပ်ရှင်စကားကြီးအတွက်ဝမ်းသာကွန်ပျူစကားလေးပြောကြားပေးခဲ့ကြပါအောင်ရှင်။